ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အခုတစ်ခေါက်တစ်ဆက်ပေးမှာကတော့အစရဲအီရန်ပဏိပခတွေပို့ဆိုလာအယက်သားတွေကိုဘေးလွတ်ရာရွှေ့ပို့တတိပေးတဲ့ဆွေတရင်ကိုတင်ဆက်ပေးသွားကြမှာ။အစရဲနဲ့အီရန်တို့ကြားကပဏိပခကပိုးပြီးပြင်းထန်လာနေပြီ။နိုင်နိုင်ငံစလုံးကတိုက်ခိုက်မှုအသစ်တွေထပ်လုပ်ခဲ့လို့အယက်သားတွေတေဆုံးထိခိုက်မှုပိုများလာပြီးတော့ပြစ်မှတ်ထားတဲ့နေရာတွေနားကဒေသခံတွေကိုအရေးပေါ်ဘေးလွတ်ရာရွှေ့ပို့တတိပေးချက်တွေကိုထုတ်ပြန်ထားပါဗျ။ ဒေတာတွေပဏိပက္ခကြီးဖြစ်လာတာကိုကာကွယ်ဖို့အတွက်ထိန်းချုပ်ကြပါလို့ခေါင်းဆောင်တွေကတိုက်တွန်းနေတဲ့အတွက်ကြောင့်နိုင်ငံတကာရဲ့စိုးရိမ်မှုတွေကလည်းပိုပြီးတော့တိုးလာနေပါတယ်။အစရွဝင်ကြီးချုပ်ဖြစ်တဲ့ဘင်ဂျမင်နေတန်ယာဟုကအီရန်ဟာအရှက်သားတွေအမျိုးသမီးတွေနဲ့ကလေးတွေကိုတပ်ဖြတ်ခဲ့တဲ့အတွက်ကြီးလေးတဲ့တံပိုးကိုပေးဆက်ရပါလိမ့်မယ်လို့ပြောပါတယ်။ဒီချိန်ချောင်းမှုကိုဖယ်ရှားဖို့ဘလောက်ကြာကြာပဲဖြစ်ဖြစ်တိုက်ခိုက်မှုတွေဆက်လုပ်သွားမယ်လို့လည်းသူကနေကတိပြုခဲ့ပါတယ်။တနင်္လာနေ့အစောပိုင်းမှာတော့အစရွလေတက်က အီရန်အလဲပိုင်းကမြေပြင်မှာမြေပြင်ပစ်ဒုံးကျည်တွေကိုတိုက်ခိုက်ခဲ့ပါတယ်။တစ်ဖက်မှာတော့အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေကဘုံမူကြီးရေဆာဆေရက်ကနေတဆင်အစရဲမှာနေထိုင်သူတွေကိုအရေးကြီးတဲ့နေရာတွေနားကနေဘေးလွရာကိုရွှေ့ပို့အတွက်တတိပေးခဲ့ပါတယ်။တင်းအသက်ကိုကဲတင်ဖို့တင်းပိုက်ထားတဲ့နေမြေတွေမှာအခြေချနေထိုင်သူတွေကိုထွက်ခွာဖို့သူကနေတိုက်တွန်းခဲ့ပါတယ်။အီရန်ကပြင်းပြင်းထန်ထန်လက်တော့ပြန်မှုပြင်ဆင်နေတာဖြစ်ပြီးတော့ဆက်နေမယ်ဆိုရင်တော့အသက်အန္တရာယ်ကြီးကြီးမားမားရှိနိုင်တယ်လို့မြေအောက်ခံတိုက်တွေကတော့ လုံခြုံမှုအပြည့်အဝပေးနိုင်မှာမဟုတ်ဘူးလို့သူကနေအခိုင်အမာပြောခဲ့တာပဲဖြစ်ပါတယ်ရှင်စမားရဲ့ Star Channel ကို Like Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။